Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Marcus ပါကျွန်တော်က Terror Reader တယောက်ဖြစ်ပါတယ် Okay ကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးပဲ welcome back ပါ So ဒီနေ့လို့ပြီးသွားမယ့်ဗီဒီယိုလေးကကျတော့သင်တို့တဲ့ formal message လေးလို့ပြီးမှာပေါ့နော် So ဒီနေ့ကဆောင်းမွန်လာပြီးနေ formal daily ဖြစ်တယ်ပေါ့နော် energy ကလည်းအရင် strong ဖြစ်တယ်အဲ့တော့တခုခုများတည်တင်တာလေးမှရှိမလားဆိုပြီးတော့ကျွန်တော်ကြည့်ပေးခြင်းဖြစ်တယ်ပေါ့နော်ပြီးတော့ထူးခြားစွာနဲ့ပဲအချိန်ကြာကြီးဆောင်းဆိုင်လေးရတဲ့ ကက်ကလေးကဒီနေ့မှရောက်ရှိလာပြီပေါ့နော်ဆိုတော့မက်သက်ကျွန်တော်ဟိုမက်မေရကျွန်တော်ဝယ်ပေးထားတာပေါ့နော်ဘာဖြစ်အရန်ကျေးဇူးတင်ပါတယ်မက်သက်ရှင်မေမမအရန်ကျေးဇူးတင်တယ်ကက်ကလေးကအရန်လာပြီပေါ့နော်ဒါအမား gift ထားတဲ့ကက်ကလေးပါဒါ very very beautiful နော်အရန်ရန်လာပြီပေါ့နော်ဆိုတော့ဒီကက်ကလေးနဲ့အိုးဖျားဖျားလေးကျွန်တော်အာ phone message တွေကြည့်ပေးမှဖြစ်တယ်ပေါ့နော်ကဲ hello မင်းကြည့်လိုက်ကြရအောင်ပါ promo message for Collectix ပေါ့နော် promo မှာပါလေဒီတင်လေကြည့်အောင် promo message for Collectix Okay okay the chariot ကျွန်တော် uh reverse တော့မကြည့်ဘူးနော် the chariot ဟုတ်ပြီအော်ဒီနေ့အစပြီးတော့ပုံတော့ကိုလှုပ်ချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့ဒီမန်ချက်တွေနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့စတဲ့တဘူဆောင်ရွက်ဖို့အတွက်နော်အဲခွန်အားတွေရလာလိမ့်မယ်ပို့ပြော့လေလမ်းကဖြောက်တန်းလာလိမ့်မယ်ပြီးတော့ဒီမှာတော့ အရာရတက်တန့်အရာရေးလေးတွေ့တယ်အဲ့တော့အဲအရှိမအဆင်မပြေဖြစ်ခဲ့တဲ့သူတွေအတွက်ပေါ့နော်ခုကတော့အဲမိုးတွေရွာပြီးသွားရင်လှပိုက်တက်တန့်လေးပေါ်သလိုပဲပေါ့နော်ဆိုတော့မုန်လိုက်ပြီးသွားရင်လေးပြေးလေးငင်းလေးတွေအကောင်းငယ်ပေါ်မှာတက်လန်းလာတော့မယ်ပြေးသွားလာတော့မယ်လို့ပြောထားရေပေါ့နော် ပြီးတော့ကိုယ့်ရဲ့ရင်းနဲ့ရဲ energy လေးလည်းမျှတလာလိမ့်မယ်ပေါ့နော်အဲ feminine energy masculine energy ဒီနှစ်ခုပါလေတဖြည်းဖြည်းမျှတလာလိမ့်မယ်အဲ့တော့ အဲပြောချင်တာကတော့ကိုက balance မျှနဲ့တွေ့တက်လာလိမ့်မယ်အရင်လည်းစ조사ဖြစ်လာလိမ့်မယ်ပေါ့နော်ပြီးတော့လမ်းကိုမြင်လာလိမ့်မယ်ဒီကတော့ကိုလမ်းပြောင်းနေရလမ်းပြောင်းနေရ energy ကနေပြီးတော့လမ်းကိုပြန်ရှာတွေ့သွားပြီးတော့ပေါ့နော်အဲတစုံတရာရောက်ဘာမှမဟုတ်တစုံတစ်ခုတော့တစ်ခုခုကပေါ့နော်ကိုကလမ်းပြပေးနေတယ်လို့ခံစားရတယ်အဲ့ဒါကြောင့်မလို့ကိုကလမ်းတစ်ခုကိုတွေ့သွားပြီးတော့အရှိကိုအားနဲ့မန်26ဖြစ်တယ်ဆိုတော့ energy မျိုးကိုရတယ်ပေါ့နော် KLP for moon another message for collectives temperance oh major energy again okay temperance temperance ဆိုရဲဟာ energy ကကြတော့စိတ်ရှိဖို့အတွက်လိုအပ်တယ်ပေါ့နော်ဗမျှဖို့လေလိုအပ်တယ်ပြီးတော့ကဘာမြေကြီးရဲ့ energy နဲ့လေကိုကတရားရဲ့ kait ညီနေရဲ့ဆိုပုံစံမျိုးလေးတွေ့ရတယ် Sagittarius energy လေးရတယ်ပေါ့အဲ့တော့ကိုကဒီ December ကနေစတင်ပြီးတော့နောက်နှစ်တွေမှာတော့မှပိုကောင်းတဲ့ energy တွေကိုလက်ခံရရှိလာမယ်ကိုစောင့်ဆိုင်နေတဲ့အရာတွေရရှိလာမယ်ပြီးတော့ healing လေးတွေလည်းဖြစ်လာမယ်เนาะကိုခံစားခဲ့ရတဲ့ နာကျင်ခဲ့ရတဲ့အရာလေးတွေအတွက်ပေါ့နော်ဒဏ်ရာလေးတွေကုစားဖို့အတွက်အချိန်ကောင်းတစ်ခုရောက်လာမယ်အဟီးလင်းဖြစ်လာမယ်ဆိုပုံစံလေးတွေ့ရတယ်ပြီးတော့ကိုအချိန်အကြာကြီးဆောင်လိုက်ခဲ့တယ်မြစ်ဒီအရာမဆိုကို့ဘဝတွေကိုရောက်လာတော့မယ်ကို့အချိန်အကြာကြီးလိုချင်ခဲ့ရတဲ့အရာတွေကိုရဲ့ဘဝတွေကို တက်သွင်းသွင်းစီးစင်းလာတော့မယ်ရေလိုင်းတစ်ခုလိုမျိုးကိုယ့်ရဲ့ဘဝတွေကိုစီးဝင်လာတော့မယ်အဲ့ဒါတွေကိုလက်ခံကြိုးဆိုပါ abundance energy ကျွန်တော်အများကြီးတွေ့နေရပါတယ်။နောက်ကိုအတွက်အဓိကတော့ကိုဖြစ်ချင်တဲ့ရီမန်ချက်ပန်းတိုင်းနဲ့ပတ်သက်တဲ့လမ်းတွေကတော့လုံးဝပွင့်လာမယ်။လုံးဝကိုစောင့်ဆိုင်ခဲ့ရတဲ့မျိုးလင်းချက်တွေနော်အခွင့်အရေးတွေဒါတွေကလည်းကိုယ့်ရဲ့လက်ဘဝတွေကိုရောက်ရှိလာပြီးတော့နောက်ကိုဘဝတွေကိုစီးစင်းဝင်ရောက်လာပါလိမ့်မယ်လို့ပြောထားတယ်။အဲ့တော့ healing energy တွေအရင်အရင် strong ဖြစ်နေပါတယ်။ Okay ။ Okay, for more message for collective. Okay. ဖလာပါပြီနောက်ဆုံးကအဲ့တော့ ones okay အကုန်လုံးက positive energy တွေကြီးပဲပေါ့နော်ကိုယ့်ရဲ့ဘဝတွေကိုအဲ့တော့ ones ဆိုတဲ့ energy အရာတော့အပြောင်းလဲကြီးကြီးမားမားတွေဖြစ်လာတော့မယ်ပေါ့နော်အပြောင်းလဲတွေဖြစ်လာတော့မယ် exhaust source စုံတစ်ခုတော့အစ်တစ်အစ်စတင်ခြင်းနေเนาะအဖြေအစ်တွေပေါ်လာတော့မယ်ကိုဘွားရဲ့မှာပျောက်နေတဲ့အဖြေတွေကိုပြန်ရှာတွေ့သွားတော့မယ်ကျွန်တော်ဆွမ်းနာပြောသလိုလမ်းပျောက်နေရဆိုရင်လမ်းရှာတွေ့ရအောင်မယ်အဲ့တော့ရဝေးကနေပြောသတင်းကောင်းနေကြားတတယ်မိတ်ဆွေတွေမိတ်ဆွေအဟောင်းတွေမိတ်ဆွေအစ်တွေရတတယ်မိတ်ဆွေအဟောင်းတွေစီကနေပြီးတော့လည်းဆက်သွယ်ပြန်ရတတယ်ရဝေးကျဝေးကနေပြောသတင်းစကားကြီးကြားတတယ် message လေးရတတယ်เนาะ social media ကနေတဆင်ကိုဘွားတွေကိုဆက်သွယ်လာတဲ့သူတွေကိုဘွားတွေကိုကူညီပေးမဲ့သူတွေရောက်ရှိလာတတယ်အဲ့တော့ social media ကို အကျိုးရှိစွာနဲ့အသုံးချပါလို့ပဲကြံပေးချင်တယ်ပေါ့နော်အဓိကတော့ကိုယ့်ရဲ့ဘဝအတွက်အပြောင်းအလဲတွေကအခုဒီ full moon ပြီးသွားရင်တော့မှာအဆဆဆပြီးတော့ဖြစ်လာမယ်တရက်နှစ်ရက်ကနေစတင်ပြီးတော့တစ်ပတ်နှစ်ပတ်အတွင်းမှာကိုထူးခြားရေးအပြောင်းအလဲတွေဖြစ်လာပြီးတော့တကယ်တော့မှအကောင်းဘက်ကိုကံကြမ္မာပြောင်းလဲတာရဲ့ energy မျိုးရပါတယ်နော်အဓိကတော့ကိုယ်အဲ no contact ဖြစ်နေတဲ့သူတွေအဆက်နဲ့ပြန်ရမယ် နော်အဲစကားပြောလို့လေသူတွေတစ်ဖက်သူနဲ့စကားအတော့လာချုံးမွေမဲတာအခြေအနေတွေမှာပေါ့နော်တို့တငယ်ချင်းတွေနဲ့အချို့တငယ်ချင်းတွေနဲ့စိတ်ဝမ်းကွဲထားဆိုအချို့တငယ်ချင်းလေးတွေနဲ့စိတ်ဝမ်းပြန်ပြီးတော့အဆင်ပြေသွားပြီးတော့နော်အရင်ကထက်ပိုကောင်းတဲ့ energy မျိုးလေးတွေလည်းခံရရှိမယ်လို့ဒီမှာပြထားတယ် လုံးဝကိုယ့်ရဲ့ဘဝတွေမှာရှိနေတဲ့အရာတွေတချိန်ထိုးရှေ့ကိုတတ်တော့မယ်အရှေ့ကိုတိုးတက်တော့မယ်ဆိုရင် energy မျိုးကိုရောရတယ်ပေါ့နော်ကဲကျွန်တော် oracle card လေးကနေပြီးရောကြည့်လိုက်ကြအောင်ကျွန်တော်ဒီပန်တာလေးကိုရင်ကြည့်မယ်ပေါ့နော် okay သင်ရဲ့ energy အပြောင်းအလဲနဲ့ပတ်သက်ပြီးရောနော် collective တမားလေးတွေရဲ့ energy အပြောင်းအလဲနဲ့ပတ်သက်ပြီးရော form b ရဲ့ now energy အပြောင်းအလဲဘာရှိလာမလဲဟုတ်ပြီအမေရီယန်ဂျီအပါလေ detective shade domination will will lose thanks โอเคဆိုတော့အဲဒီလူတွေကလေဟိုဒဇုံတရားရဲ့ control အောက်မှာရှိနေတဲ့သူတွေဖြစ်နေမယ် control အောက်မှာဆိုတာဥမာကိုကိုရဲ့စိတ်ကြိုက်ပေါ့နော်လုံးခွင့်မရှိခဲ့တဲ့သူတွေပေါ့နော်ကိုရဲ့စိတ်ကြိုက်လုံးခွင့်မရှိခဲ့တဲ့သူတွေအကိုရဲ့စိတ်ကြိုက်လုံးခွင့်မရှိဘူးဆိုတာကျွန်တော်ပြောရတာဘယ်လိုပြောရမလဲအဲဒဇုံတစ်ခုတော့အကြောင်းအရာအကြောင်းပဲဖြစ်ဖြစ်ဒဇုံတရားကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်ကိုကကိုရဲ့စိတ်ကူးစိတ်တန်းတွေကိုရဲ့လွတ်လပ်ခွင့်အပြည့်အဝမရတဲ့သူတွေဖြစ်နေမယ် နော်ဇွန်တယောက်ရဲ့ကြိုးကင်ချယ်လဲကျွန်တော်ခံနေရတဲ့သူတွေ maybe အခြေရေးတွေလူမှုရေးတွေမှာအဆပေါ့နော်ဒီအလောက်ကကြီးရမှာဆိုတော့ကိုယ့်ရဲ့အထက်လူကြီးအရာရှိအကြောင်းမလို့ကိုဟာကောင်းကောင်းလှုပ်ရှားခွင့်မရတာကိုလှုပ်ချင်တာလှုပ်ခွင့်မရတာဒါမျိုးလေးတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးစီးရေးပေါင်းတွေကနေပြောတဖြည်းဖြည်းနဲ့ယုံထွက်လာနိုင်လိမ့်မယ်လို့ပြောထားတယ်။ဒါပေမဲ့အဲ့လို control အလုံးမခံနဲ့ပေါ့နော်ကိုယ့်ဘဝထဲမှာဘယ်လိုလူမျိုးပဲဖြစ်နေပါစေကိုယ့်ရဲ့ဘဝအတွက်နော်စီအကိုကိုသွားရမယ့်လမ်းကြောင်းအတွက်နော် အကိုလန်းကိုပဲပိုင်နေဆိုရဲဟာလေးကိုမမေ့နဲ့ပေါ့နော်အဲ့တော့သူများသူတခြားသူတပားသူကကိုယ်လာပြီး control လုပ်တာလက်မခံနဲ့ပေါ့နော်ဆိုတော့အဲ့လေးပဲပြောတာဒီကကိုကိုကိုချစ်တယ်ဆိုရင်နော်ကိုကိုကိုကာကွယ်ပါကိုကိုကိုချစ်တယ်ဆိုရင်ကာကွယ်ကိုကိုကို healing ပြန်လုပ်ပါနော်အကိုကိုအဲ့လိုမျိုးလာပြီးတော့သူများကိုလေကိုကချိုးကင်ခြင်းချေလိုက်ခြင်းမလုပ်နဲ့ကိုကိုလည်းချိုးကင်ချေလိုက်ရမျိုးမခံနဲ့ဆိုရဲ energy မျိုးလေးပေါ့နော် okay energy အပြောင်းလဲနဲ့ပတ်သက်ပြီးတော့ okay debt okay မကောင်းတဲ့အရာတွေလုံးဝပြီးဆုံးသွားပြီ endless เนาะတော့အဆုံးသတ်သွားပြီတချို့ချို့သောအရာတွေတချို့ချို့သောကိစ္စတွေရောအဆုံးသတ်ရမယ်ကိုယ့်ရဲ့ဘဝရာနေပြီးတော့ထားခဲ့ရမယ်အလွတ်ချရတော့မယ်ဆိုရင်ပုံစံမျိုးဒါပေမဲ့လေကိုယ့်အတွက်အကောင်းဖို့အတွက်ဖြစ်လာတာပိုကောင်းဖို့ဖြစ်လာတာဖြစ်တယ်ပေါ့เนาะအဲ့တော့အကောင်းဆုံးကြိုဆိုပါပိုကောင်းဖို့ဖြစ်လာတဲ့အရာတွေကိုလည်းလက်ခံရရှိပါစေလို့ကျွန်တော်ဆုတောင်းပေးပါရနော် collaboration เนาะကိုတဲ့လုပ်ငန်းကျွန်တော်ပြောစွမ်းနာပြောသလိုကိုကိုကို blessing တွေလဲလာမယ်เนาะကိုဘွားအတွက်ကိုအတွက်ကောင်းမွန်တဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းလို့ခေါ် guide bag တွေနဲ့အတူတူတွဲလို့ရတဲ့အလုပ်ကိုင်းလေးပေါ်လာမယ် project လေးတွေအတူတူလုပ်ရမယ် group group project လေးပေါ်လာမယ်เนาะကိုရဲ့အလုပ်မှာလည်းအခြားသူတွေနဲ့ပို့ပြအဆင်ပြေလာလိမ့်မယ်เนาะအရင်ကောင်းပါတယ် team work အတွက်လည်းအရင် energy ကောင်းတဲ့ level ပဲကိုက leadership တောင်လုပ်လို့ရတယ်ပေါ့เนาะ leadership skill လေးကိုမှအားကောင်းတယ်လို့မြင်ရတာပေါ့เนาะဆိုတော့ the cherry ရဲ့ energy အရာသင်ရတော့မှတခြားသူတွေကိုလမ်းဆောင် အဥဆောင်ပေးနိုင်တဲ့ energy မျိုးတောင်ရှိနေတယ်ပေါ့နော်โอเค full moon ပြည့်ရဲ့နောက်မှာပျော်ရွှင်မှုအတွက်ဘယ်လိုမျိုးလေးစူးစမ်းနေထိုင်တင်လဲပေါ့နော်ကြည့်ရအောင် full moon ပြည့်သွားတဲ့နောက်မှာပျော်ရွှင်မှုအတွက်ဘယ်လိုစူးစမ်းနေထိုင်တင်လဲ full moon ပြည့်သွားတဲ့နောက်မှာပျော်ရွှင်မှုအတွက်ဘယ်လိုစူးစမ်းနေထိုင်တင်လဲ full moon ပြည့်သွားတဲ့နောက်မှာပျော်ရွှင်အောင်ဘယ်လိုမျိုးနေထိုင်တင်လဲကဲထွက်လာပါပြီကဲ smelling a flower ပန်းနဲ့လေးကိုရှူဆိုင်ပါတယ်เนาะပန်းလေးတွေကပ်ပါဖះဟိုပန်းလေးတွေကပ်လို့ပါเนาะဒါမှမဟုတ်လေကိုကဟိုပန်းလေးတွေကိုခူးပြီးတော့ပန်းနဲ့လေးတွေကိုရှူဆိုင်ကြည့်ပါ။ဒါဆိုရင်တော့တင်းရဲ့စိတ်ထဲမှာရှိနေတဲ့ stress တွေအကုန်လုံးပြေရသွားလိမ့်မယ်။ဒီမှာကြည့် blooming balcony เนาะကိုရဲ့ဒီအိမ်ပဝင်းချိန်မှာပန်းလေးတွေနဲ့အလှဆင်ပါဆိုရဲ့ energy မျိုးလေးရရပေါ့နော်။ဟုတ်ပြီ။ပန်းနဲ့ကိုရဲ့ stress တွေကိုပြေပြောင်းပြေပြောင်းပါစေလိမ့်မယ်เนาะအဲ့တော့ ပန်းကလေးတွေကိုဝယ်ပါပန်းကလေးတွေကိုဖျားအောင်ကတ်လို့ရမျိုးလေးပဲလှုပ်လှုပ်နော်ပန်းပန်တာလေးပဲလှုပ်လှုပ်ပန်းလေးတွေဝယ်ပြီးတော့အိမ်မှာဒီိုင်းထားထားတာကိုယ့်အဲဇပွဲမှာစာကြည့်ဇပွဲမှာပန်းကလေးကြီးထိုးထားတာအဲ့လိုမျိုးလေးပေါ့အဲ့အနက်သက်လေးတွေကကိုယ့်ရဲ့စိတ်ကိုလမ်းဆန်းကြည့်နေစေပါရဲ့အိုကေဖုန်းမပြီးသွားတဲ့နောက်မှာတော့အပြောင်းလေးရောအများကြီးဖြစ်မဲ့လူတွေပါပဲနော်အားလုံးပဲကောင်းမွန်တော့အပြောင်းလေးတွေကိုလက်ခံရရှိဖို့အတွက်ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါရဲအားလုံးပဲဆက်လိုက်အဆင်ပြေကြပါစေ ဗီဒီယိုအတူလေးပဲတင်တင်ဗီဒီယိုအရှိပဲတင်တင်စာအတူလေးပဲတင်စာအရှိပဲတင်တင်အမြဲတမ်းကြည့်ရှုအားပေးပေးကြရတဲ့သူတို့ကြောင့်ဆွေးနွေးကြအထူးထူးချွတ်ချွတ်တင်ရှိပါတယ်။နောက်နောက်တင်မဲ့ဗီဒီယိုအသစ်အများကိုလည်းနောက်ဆောင်ကြည့်ပြီးရောကြည့်ရှုအားပေးကြပါဦးလို့ကျွန်တော်ပရိသတ်ချီကိုပြောချင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။အဲ့တော့ subscribe မလုပ်ရသေးတဲ့သူတွေ like မလုပ်ရသေးတဲ့သူတွေ like and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်။ကျွန်တော်ရဲ့ဗီဒီယိုတစ်တေအနည်းငယ်ကျွန်တော်အာ notification တက်နေဖို့အတွက်လည်းနော် notification bell လေးကိုလည်း on ထားလို့ရပါတယ်။ ဒါဆိုရင်တော့ကျွန်တော်ဗာတင်တယ်ကျွန်တော်ဗာလုံးလုံးအကုန်လုံးလူဒီတက်နေမှာဖြစ်ပါတယ်နော်အားလုံးပဲဆိုတော့အဲအဆင်ပြေကြပါစေတတား